အကျိုးဆောင်တယောက်ဖြစ်ပြီးတော့မှဥပဒေနဲ့စာရွက်စာလင်ကိစ္စတွေကိုနားမလည်ဘူးဆိုလို့ရှိရင်တော့တင့်ကိုဘယ်သူမှယုံကြည်မှာမဟုတ်ပါဘူး။အင်ချမ်းမြေရောင်းဝယ်မှာအရေးကြီးဆုံးကစာရွက်စာလင်မှာအဝယ်ကကိုယ့်ကိုယုံကြည်လို့ဝယ်လိုက်တဲ့အခါမှာကိုကစာရွက်စာလင်ကိစ္စနဲ့ပတ်သက်ပြီးတော့မှဘာလုပ်ရမလဲမသိဘူး။ဘာမှမသိဘူးဆိုလို့ရှိရင်တော့တင်က professional ဆန်တဲ့အကျိုးဆောင်တယောက်ဘယ်လိုမှမဖြစ်နိုင်တော့ပါဘူး။ အင်ချံမြေဥပဒေနဲ့စာရွက်စာတမ်းကိစ္စတွေကိုနားလည်ထားမယ်ဆိုလို့ရှိရင်တော့ဘလို့ကောင်းကျိုးတွေရလာနိုင်မလဲဆိုတော့ဒီဗီဒီယိုမှာပြောပြပေးသွားပါမယ်။ကိုက professional ဆန်တဲ့အကျိုးဆောင်တယောက်အနေနဲ့စာရွက်စာတမ်းကိုကြည့်ပြီးတော့မှဒီစာရွက်စာတမ်းကပါဆိုင်မှုခိုင်မာလားဝယ်ထားတာဘယ်နှဆင့်ရှိနေပြီလဲဒီစာရွက်စာတမ်းရဲ့အတားချက်အားနည်းချက်တွေကဘာတွေလဲဒီဟာတွေကိုသိဖို့ကကျွန်တော်တို့အကျိုးဆောင်တယောက်ရဲ့တောင်းဝတ်တရားတွေဖြစ်ပါတယ်။အဝယ်တယောက်ကလည်းအင်ချံမြေတစ်ခုကိုဝယ်လိုက်ပြီဆိုလို့ရှိရင်သူမှစိုးရင် ရတာ၄အများကြီးရှိတယ်ပေါ့နော်ဒီအရဝယ်ပြီးလိုက်တော့မှအဝယ်မှားသွားမှာဆိုရင်လည်းအတွက်ကြောင့်မလို့ကိုက သူအဝေမမအောင်ဆာရွက်စာလမ်းကိုကြည့်ခြင်းအပြင်ဒီဆာရွက်ကပိုင်ဆိုင်မှုခိုင်မာတယ်ဝယ်သိမ်းပါတယ်ဆိုတဲ့ဟာကိုကိုကိုဘက်ကနေပြီးတော့မှတာဝန်ယူအာမခံပေးဖို့လိုပါတယ်နောက်တစ်ချက်ကတော့ဒီဥပဒေနဲ့ဆာရွက်စာလမ်းကိုအကြမ်းဖြင့်နားလည်ထားတယ်ဆိုလို့ရှိရင်အဝေမှားတာမျိုးတွေကိုကျွန်တော်တို့တားဆီးလို့ရတယ်ပေါ့နော်အဝေကဒီဟာဝယ်လိုက်ပြီးတော့မှအမိဖောက်လို့မရတဲ့အငြိထားမျိုးလားဒါမှမဟုတ်လို့ရှင်ဒီဟာကိုဝယ်လိုက်ပြီးတော့မှဒီစာရွက်စာတမ်းကိုကန့်ကွက်ထားတဲ့လူတွေရှိကြလားဒီဟာတွေကိုကသိနေဖို့လိုတယ် တကယ်လို့ဒီလိုကိစ္စလေးတွေဖြစ်လာပြီဆိုလို့ရှိရင်လည်းဘာတွေဆက်လုပ်ရမလဲဒီကိစ္စလေးကိုဘယ်လိုဖြေရှင်းရမလဲဆိုတာကိုဟိုအကြံဉာဏ်နားလည်ဖို့ကတော့အကျိုးဆောင်တရားရဲ့တာဝန်ဖြစ်ပါတယ်။ကိုက professional ဆန်တဲ့အကျိုးဆောင်တရားဖြစ်ချင်လားဖြစ်ချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ CRM state ကို follow လုပ်ထားလိုက်ပါ။